ကုလဗုဒ္ဓဘာသာပြောပါရဲ့လေသူကဆွေမျိုးတွေကဗုဒ္ဓဘာသာမို့သူဗုဒ္ဓဘာသာအစင်းလောက်ရှိတာဒါနာကြောင့်ကောင်းကောင်းပြည့်ပြည့်စုံစုံသူမသိဘူးသူများလူလူလိုက်လူလိုက်တာပဲအဲ့ဒါတိလအကြောင်းသူပြည့်ပြည့်စုံစုံမသိဘူးသူများကတိလဆောက်တူလိုက်ဆောက်တူလိုက်တာပဲပြောမယ်ဆိုရင်အဋ္ဌညာကင်းမဲ့တယ်ဗျဒီအုပ်စုကနော်ဟာသမထဆိုတာဝီလာဝေသူများက လှုပ်လို့သူလိုက်လှုပ်လိုက်ရတာဝိပဿနာနာဆိုကောက်ကိုမကန်နိုင်အဲ့တော့သူ့ရဲ့အစင်ကဘာလို့ဆိုသူများလှုပ်လို့လှုပ်ရတဲ့အစင်လောက်ရှိတာဟာမင်းဘုန်းကြီးကြောင်းသွားတာဗောက်တာဟိုတို့ဘိုးဘွားတွေသွားလို့တို့သွားတာဟေ့ဟဲ့မင်းဥပုံနေတိလားဆောက်တည်တာဘာကြောင့်လဲအဲတို့အဘိုးဘွားတွေသွားခဲ့လို့ဟေ့ရှေ့ဆက်သူမပြောနိုင်တော့အဲ့ဒါအဲ့ဒီအစင်လောက်ပဲသူရှိတာအမျိုးတွေလှုပ်လို့လိုက်လို့ရတဲ့အစင်လောက်ပဲသူရှိတာ ငါတို့ကဆွေကြီးမျိုးကြီးတဲ့ငါတို့အမျိုးတွေကတဲ့เจ้าကံဖရားတွေလူတန်းပြီးတော့ရှေ့ရှေ့တုန်းကလုတ်ခဲ့တာတဲ့ဒုလက်ထက်မှာလည်းလုံမကောင်းပါတဲ့မလို့ရင်မကောင်းဘူးတဲ့အဲ့ဒီအစင်းလောက်ပဲသူတွေးတာသူကိုယ်တိုင်ဒါနတရားရဲ့အနှစ်သာရသီလတရားရဲ့အနှစ်သာရတမန္တတရားရဲ့အနှစ်သာရဝိပဿနာတရားရဲ့အနှစ်သာရသူကိုယ်တိုင်မသိဘူးသူများလှုပ်လို့လိုက်လို့ရတဲ့အစင်းလောက်ပဲပါတာအဲ့ဒီထက်မှာတို့ပြမနာပရိသတ်ဆွေဆွေတော်မျိုးတော်တွေပါရလားမပါပါဘူးဗျာ ဟာလည်းပြင်းမသွားနိုင်ဘူးနော်မိုက်ကအကူများကဲပါရလားလွတ်စေမဟာတခါလည်းလွတ်စေတယ်ဘုန်းကြီးကနော်ကဲစင်တာကဲနံပါတ်1မှာနော်ကဲကြည့်တချို့ဆိုရင်သွားကြတာဥပုပ်ကြောင်းသူများသွားလို့သွားဟဲ့ညီဒီနေ့ဘယ်သွားမလဲဥပုပ်ကြောင်းသွားမလို့ဘာလို့လဲဥပုပ်ဆောင်မလို့အေးဟုတ်ငါလည်းသွားမှာပဲသွားလည်းရင်းမကျွနော်နေဥပုပ်ကြောင်းသွားမှာနော်တို့ ီနေ့သွားရင်တော့နင်းနင်းဝက်သားတော့ချက်ခဲ့အောင်ငါငရုတ်သီးလေးလုတ်ခဲ့မယ်။ဟွန်းငါတရားရှင်လေးလုတ်ခဲ့မှာပေါ့မန်။ဟာညီချက်ကောင်တော့ညီအမဟိုကြောက်ရင်လေတို့ကအဲကျောင်းကဘာမှကြွေးတာမဟုတ်ဘူးနော်။ပြီးရောဖုန်ကြီးတွေပါကုန်ပါကုန်ပြီ။ကဲတချို့မအဲ့ဒါဂျန်ကြီးဂျန်ငယ်အတွတ်အတွက်နဲ့အကုန်ထုတ်ချလာတာ။ဘာကြောင့်သူများသွားလို့သွားတဲ့အစဉ်အဲ့ဒါပါလေ။ကူလာဗုဒ္ဓဘာသာ။အော် တန်စာဗုဒ္ဓဘာသာတဲ့အဲ့ဒီအစင်းလောက်ရှိတာအဲ့ဒါကြောင်းရောက်တဲ့ခါကျတော့အဲ့ဒီမှာဂျန်ကြီးကြိုက်ငယ်အတွေ့အတွေ့နဲ့အဲ့ဒါစားလိုက်တာဆုံးလို့စားလိုက်တာစားလိုက်စားလိုက်တာဝေသာလီပြီးဘလူးစီးထားတဲ့အတိုင်းပဲအယူရီကြီးပဲကုန်ကြတာကဲကြည့်တရားမတုအစာကျူဘလူးယောဂီမန်ဘာယောဂီတဲ့ ပါသေးလားတူတူဖြင့်နည်းနည်းပါလို့ပဲမဖြေတဲ့လူအပြည့်ထဲမှာအဲ့ထဲမှာကဲအားလုံးပြောဘလူးယောဂီတွေများဒီထက်ပါသေးလားမတန်တော့လားကဲဟုတ်ပြီနော်